သူရဲ့မြင်ဟာအပေါင်းတော်တွေကိုပဲကားလို့ရှိပါတော့မရှိတယ်လို့ပြောတာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမြို့မှာစစ်ကောင်စီတပ်ကစစ်မှုထမ်းလူသစ်ခေါ်ယူတာကိုအတင်းအကျပ်လှုပ်ဆောင်လာပြီးဒီနေ့မတ်လ24ရက်နေ့မှာဆိုရင်ရက်ွက်တချို့မှာမဲနိုင်တာတွေရှိလာပါပြီ။လာမဲလာမှာစမဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူသစ်စုရောင်းမှာ အသက်18နှစ်ကနေ35နှစ်ကြာလူငယ်တွေ ရက်ွက်ယုံမှလာရောက်မဲနိုင်ဖို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလိုက်လံသတိပေးတာတွေပြုလုပ်ထားပါတယ်။ဒီနေ့မှာတော့မန္တလေးကရက်ွက်တချို့မှာမဲစတင်နိုင်နေရပါတယ်။ဒီမှာလားဟုတ်တယ်ပြည်မီဒီလိုသူရတာသာသာများကျုံးဝင်ပြီးအမျိုးသားများခုခုကမှတ်ပြီးစစ်တပ်ဝါဒပြန် Telegram Channel တချို့ကဖြန့်ဝေလာတဲ့ရုပ်တံတွေအရမဲလာနိုင်ကြသူတွေထဲမှာ ကာယကံရှင်ကိုစားမဲလာနိုင်ပေးရတဲ့အမျိုးသမီးအများစုကိုတွေ့ရပါတယ်။စစ်ကောင်စီကအသက်သတ်မှတ်ချက်အကျုံးဝင်သူကာယကံရှင်ကိုရိုင်းနေအိမ်မှာမရှိရင်မိသားစုဝင်က ကိုစားမဲနိုင်ပေးရမယ်လို့ဖိအားပေးထားတာပါ။မဲပေါရင်လည်းသက်ဆိုင်ရာကာယကံရှင်ကိုခေါ်ယူပြီးရက်ွက်ရုံးကိုလာရောက်အနှံ့ရမယ်လို့ချိန်ချောက်ထားကြောင်းမြို့ကန်တွေစီကသိရပါဗျ။ ဒီနေ့မှာတော့မန္တလေးကချမ်းအေးတာဆန်မြို့နယ်မဟာအောင်မြင်မြို့နယ်တွေကရက်ကွက်ယုံဓမာယုံနဲ့စာတင်ကျောင်းတွေမှာစစ်သားထွေအုံနဲ့ပြူစောထီလို့ခေါ်တဲ့ပြည်သူစစ်တွေကကြီးကြပ်ပြီးမဲနိုင်စီတာဖြစ်ပါတယ်စစ်တပ်ဝါဒဖြန့် Telegram Channel တချို့မှာတော့စစ်မှုထမ်းကြဖို့ပြည်သူတွေပျော့ပျော့ရွှင်ရွှင်မဲနိုင်နေကြတယ်လို့ဝါဒဖြန့်နေပါတယ်အာနာသိန်းစစ်ကောင်စီဟာတပ်ဖွဲ့ဝင်တွေအကြအဆုံများလာပြီး စစ်အင်အားချိနဲ့လာချိန်မှာစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးစစ်သားစုဆောင်းတာကိုလှုပ်ဆောင်နေတာဟာတနှစ်ကျော်လာပါပြီစစ်မှုထမ်းအပတ်စဉ်တစ်ခုကိုလူ9000နှုန်းစုဆောင်းမယ်လို့ကြေညာထားတဲ့အတွက်လက်ရှိမှာဆိုရင်အပတ်စဉ်7ရက်အထိရောက်ရှိနေပြီဖြစ်တာကြောင့်အင်အား9000ထပ်မနေစစ်ကောင်စီက စုဆောင်းရရှိထားပြီးပြီလို့နားလည်ရပါတယ်စစ်ကောင်စီတပ်မှစစ်မှုမထမ်းချင်တာကြောင့် လူငယ်လူရွယ်တွေဟာပြည်ပကိုအလုံးအရင်နဲ့ထွက်ခွာနေကြသလိုပြည်ပမထွက်နိုင်ကြသူတွေကလည်းနေရက်ပြောင်းရွှေ့နေကြရပါတယ်စစ်ကောင်စီကစစ်မှုတမ်းဥပဒေနဲ့စုဆောင်းရရှိတဲ့တပ်သားတွေတွေကိုရှေ့တန်းစစ်မြေပြင်စီဆေးလွတ်တိုက်ခိုက်ခိုင်းနေပြီးတချို့ကလည်းတောင်လှရေးတပ်ဖွဲ့တွေစီပူးပေါင်းလာကြတာတွေရှိနေပါတယ်ရှင်။ Sous-titrage Société Radio-Canada